စစ်ပွဲထဲမှာစိတ်တန်ရာရခဲ့တဲ့စစ်သားတယောက်ရဲ့သားကိုစစ်ကြည့်တဲ့အခါမှာအဲ့ဒီစစ်သားတယောက်ရဲ့သားမှာလည်းစိတ်တန်ရာတွေရှိနေတယ်ဆိုတာကိုတွေ့ရတယ်နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အဖေကနေစီးစင်းလာတဲ့ DNA ကသားထီအောင်ရောက်လာတယ်ဆိုပြီးတော့မှ သူ့တည်တနာတစ်ခုရှိခဲ့တယ်။နောက်အဲ့ဒီသူ့တည်တနာကကျွန်တော်တို့နယူးယောက်ကဒေါက်တာရာချယ်ယေဟူရာဆိုတဲ့အမျိုးသမီးကနေပြီးတော့မှအဲ့ဒီသူ့တည်တနာကိုကျွန်တော်လုံနိုင်ခဲ့တာ။အဲ့တော့အဲ့ဒီသူ့တည်တနာကြောင့်ပဲကမ္ဘာမှာတုံ့လို့သွားခဲ့တယ်။ပြီးတော့အဲ့ထက်ပို့ပြီးတော့မှကောင်းတဲ့အရာကဘာလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ DNA ကိုယ့်ရဲ့သွေးသားဒီဖြစ်လာတဲ့ DNA ကိုကျွန်တော်တို့ကပြောင်းလဲလို့မရပါဘဲတဲ့။အဲ့ဒီ DNA ကို on off လုပ်ပေးတဲ့ epigenetic ကိုတော့ပြောင်းလို့ရတယ်ဆိုပြီးတော့မှသူကထပ်ပြီးတော့မှရှာဖွေတွေ့ရှိသွားတယ်။ ဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကဟာလာကိုယ့်ရဲ့ DNA အရာ နော်အဲ့တော့ကိုယ့်ရဲ့မိဘတွေကစင်းရဲတယ်ဆိုလို့ရှိရင်ကိုကစင်းရဲရမှာလားမဟုတ်ပါဘူးကျွန်တော်ပြောင်းလဲလို့ရတယ်အဲ့တော့ကိုယ့်ရဲ့မိဘတွေကကျမကြီးသိပ်မကောင်းဘူးအဲ့ဒါဆိုလို့ရှိရင်ကိုကိုတိုင်ကရောကျမကြီးမကောင်းတဲ့သူတယောက်ဖြစ်ရမှာလားမဟုတ်ပါဘူးကျွန်တော်တို့ပြောင်းလဲလို့ရတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ DNA ကို on off လုပ်ပေးနိုင်တဲ့ epigenetics ကိုကျွန်တော်တို့ပြောင်းအောင်ပါ တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တော့ဟာချမ်းသာတဲ့သူတွေက DNA ကောင်းလို့ချမ်းသာတာနေမှာเนาะပညာတွေတအားတက်တဲ့သူက DNA တွေကောင်းနေလို့ပညာတွေတအားတက်တာလို့ကျွန်တော်ထင်ခဲ့ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့က DNA နဲ့လည်းသက်ဆိုင်ပါတယ်ဒါပေမဲ့အဲ့ဒီ DNA ကို on off လုပ်ပြီးနေတဲ့ epigenetics ကကျွန်တော်တို့ပို့ပြီးတော့မှသက်ဆိုင်တာပါအဲကြောင့်မို့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လူငယ်တွေမိတ်ဆွေတွေဒီလေကိုယ့်ရဲ့ epigenetics ကိုပြောင်းပြီးတော့မှ ကိုယ့်ရဲ့ DNA တွေကိုကျွန်တော်တို့ပြန်ပြောင်းလို့ရပါတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအခုအရာကိုကျွန်တော်ပြောင်းလဲနေတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့မိဘတွေကတောသူတောင်သားတွေအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ DNA တွေဒီတောသူတောင်သား DNA ကြီးပဲအဲ့တော့ကျွန်တော်ဘာလုပ်နေလဲဆိုအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ခုနက DNA ကို on off လုပ်နိုင်တဲ့ epigenetics ကိုကျွန်တော်ပြောင်းနေတာအဲ့တော့ဘယ်လိုပြောင်းနေလဲဆိုတော့ကျွန်တော်နံပါတ်1ကျွန်တော်ရဲ့ environment ကိုကျွန်တော်ပြောင်းနေအဲ့တော့ကျွန်တော်ပေါင်းနေတဲ့သူတွေကျွန်တော်ပြောင်းနေပြီးတော့ကျွန်တော်ရဲ့ habits လို့ခေါ်တဲ့အလေးအချင်းအလေးထားတွေကိုကျွန်တော်ပြောင်းနေ ်နော်အဲ့တော့ကောင်းတဲ့အလေးချင်းအလေးထားတွေကိုကျွန်တော်ပြောင်းတယ်နောက်ဘရောမှာနော်ကျွန်တော်ရဲ့ဒီအပြုအမူတွေလှုပ်ရှားမှုတွေအဲ့ဒါတွေကိုကျွန်တော်ဘာပြောလို့ဖြစ်လဲဆိုတော့ပြောင်းပြစ်တာပြောမယ်ဆိုရင်ကျွန်တော်ရဲ့ epigenetics ကိုကျွန်တော်ပြောင်းပြစ်နေတာအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေကိုဘွားမှာ epigenetics ကိုကျွန်တော်တို့ပြောင်းနိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ DNA ကို on off လုပ်လို့ရပြီ။ အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘတွေကမချမ်းသာလဲကိုယ်ချမ်းသာလို့ရတယ်ကိုယ့်ရဲ့မိဘတွေကညံမထက်မြက်လဲကိုယ်ကိုယ်တိုင်ညံထက်မြက်လို့ရတယ်ကိုယ့်ရဲ့မိဘတွေကလုပ်ငန်းရှင်တွေမဟုတ်အောင်မှကျွန်တော်ကိုယ်ကိုယ်တိုင်ကလုပ်ငန်းရှင်ဖြစ်လို့ရတယ်အဲ့တော့ကျွန်တော်ကိုယ့်ရဲ့ခုနကပြန်ကောက်အောင်မယ်ဆိုလို့ရှိရင် epigenetic ပြောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့ပြောင်းပါကိုယ့်ရဲ့အလေးအကျင့်အလေးထားတွေကိုကျွန်တော်တို့ပြောင်းပါကိုယ့်ကိုယ်ကိုပြန်ပြောနေတဲ့ဇာတ်တွေကိုကျွန်တော်တို့ပြောင်းပါနော်အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ်ဘာဖြစ်လာမလဲဆိုတော့ epigenetics ကောင်းပြီးတော့မှ ီဟန်နေကောင်းလာမယ်အဲ့ဒါဆိုလို့ရှိရင်ကိုကအောင်မြင်တဲ့သူကြီးပွားထုတ်တဲ့ချမ်းသာတဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်ဒီကြောင်းတွေကနေပြီးတော့မှာအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လူငယ်တွေမိတ်ဆွေတွေဒီအကျိုးရစူရီယာရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုအတွက်ကျိုးရစူရီယာရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုစုံထောင်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမိင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ